တော့ကံကောင်းခြင်းတော့ဘာတွေလောက်တုံးဆိုကံကောင်းမဲ့ထင်ပြီးတော့တခြားလုပ်တွေလုပ်ကြတာသာသနာ့ဘာအခါမှာဆိုရင်ကံကောင်းမှုအတွက်ဆိုပြီးရှင်ရရားတွေလုပ်ကြတယ်အမျိုးမျိုးဆုတောင်းတာတွေလုပ်တယ်ဆုပန်တာတွေလုပ်တယ် အဲ့ဒါတွေလုံယုံနဲ့ကံကောင်းနိုင်သလားဒီကနေ့ခင်မတော်မှပဲကံကောင်းခြင်းနဲ့ပုဂ္ဂိုလ်ကလက်ကောင်းတဲ့အရာတွေကိုအဆောင်အဖြစ်အသုံးပြုနေကြသေးတယ်စဉ်းစားကြည့်ရမှဖြစ်တယ်ကံကောင်းခြင်းတို့အဆောင်ကောင်းတွေလှုပ်ချတယ်နမကြီးဖရာပထိုးတွေတွားပြီးတော့အမျိုးမျိုးဖုံဖုံလှုပ်ချတယ် ပရိစိတ်တာတို့ဆုတောင်းတာတို့ပန်းလူရတောင်းရိုးရိုးပန်းမဟုတ်ပဲနဲ့ပေရင်ဆရာညွှန်းတဲ့ပန်းမျိုးနဲ့လှူထမ်းကြတာဆိုစဉ်းစားကြည့်မယ်ဆိုလို့ရှင်ကံကောင်းခြင်းလို့လုပ်နေကြတာဟာဘာတွေလုပ်ကြတော့ဆိုကံကောင်းတယ်လို့ကံကောင်းလိမ့်မယ်လို့ယူဆပြီးယုံကြည်ပြီးတုံးတဲ့တူမတူတဲ့အလုပ်တွေလုပ်ကြတယ် အဲ့တော့တူနဲ့တူမတူဘူးဆိုရဲကံကောင်းခြင်းအကြောင်းဟာမတူညီဘူးဖြစ်နေမတူသည့်အတွက်ကြောင့်တယောက်လှုပ်တာမှားရင်နောက်တယောက်လှုပ်တာမှန်းအလုံးအောင်မမှန်နိုင်ဘူးဖြစ်တယ်ဘာလို့ဆိုလူတိုင်းဟာကံမကောင်းကြအဲ့တော့ဘုရားဝါဒဝင်သူတော်စင်နေအနေနဲ့ဒီကနေ့မြတ်စွာဘုရားဟောကြားဆုံးမတဲ့ပိဋကတ်၃သွဲနိဂေ၅ပြာဓမ္မခန္ဓာပေါင်း၈၄၀၀ဆို မြန်မာပြည်မှာထင်ရှားရှိတော့မှဖြစ်တယ်မိမိတို့ကိုယ်တိုင်လည်းဘုဒ္ဓသရဏဂစ္ဆာမိဓမ္မသရဏဂစ္ဆာမိဆိုပြီးဖရာတရားတန်ခါရတနာသုံးပါးကိုစိက္ကကိုယ်ွယ်နေချတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဖြစ်ပြီးသိအတွက်ကြောင့်ကံကောင်းခြင်းဘာလို့ရမလဲမြတ်စွာဘုရားဘာတွေဟောထားတယ်ဆိုတာသိရှိ နားလည်ဖို့အမတမ်းမှအရေးကြီးတယ် အဲ့ဒါမသိပဲနဲ့မှန်းပြီးတော့ကံကောင်းလို့ကံကောင်းညာအဆောင်ကောင်းတွေရှာပြီးတော့လုံနေချတာတကယ်ရောကံကောင်းနိုင်သလားကံကောင်းလို့ရှင်တော့မဆိုးဘူးပေါ့သို့တော်တကယ်ကံကောင်းနိုင်သလားဆိုတာဘဝမှာအာမခံချက်ပြီးနိုင်တာရှိမရှိအတိညာနဲ့ဆုံးဖြတ်ကြအောင်ဖြစ်တယ်ဆိုတော့ကံကောင်းညင်နေ ကံကောင်းရင်အဆောင်ကောင်းလေးဆောင်လိုက်ရင်ကံကောင်းလာမယ်လို့ထင်ကြတယ်တော်တော်များများအဆောင်ကောင်းလေးဆောင်တာနဲ့ကံကောင်းနိုင်ပါမလားဆုတောင်းကြတယ်ဆုတောင်းရုံနဲ့ကံကောင်းနိုင်ပါမလားအဲ့တော့ဒီအဆောင်ကောင်းကိုဘယ်သူကပေးတာတုံးဆိုပေးတဲ့ဆရာလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်သူကရောပေးတဲ့လူကရောတကယ်ကံကောင်းနေသလားမေးဖို့လိုတယ်လေ အဆောင်ကောင်းတွေပေးတဲ့ပုဂ္ဂိုလ်အရောတကယ်ကံကောင်းသူဟုတ်ကဲ့လားနော်ဆေးဆရာကိုယ်တိုင်ကတည်တတ်တယ်ဆိုရင် तू तू ကမတည်အောင်ကုနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မလားဖြစ်နိုင်ဘူးလေအဲ့တော့အဆောင်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရောကံကောင်းနေသလားဆိုတာစဉ်းစားဆူတောင်းယုံနဲ့ကံကောင်းနိုင်သလားလို့ဆိုတာစဉ်းစားကြည့်မယ်ရှင် ူလည်းဆူတောင်းမှာပဲငါလည်းဆူတောင်းမှာအဲ့တော့ဆူတောင်းလို့ကံကောင်းမယ်ဆို လူတိုင်းကံကောင်းကြမှာပဲဒါအားလုံးကဆူတောင်းကြမှာပဲမြတ်စွာဘုရားဟောထားတဲ့မဂ္ဂင်ရှိပါတရားဆိုတာနိဗ္ဗာန်ထီအောင်ပို့ဆောင်နိုင်တဲ့စွန့်ရည်တတ္တိရှိတယ်လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စင်တယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာ နိဗ္ဗာန်တောင်ပို့ဆောင်နိုင်တဲ့အကြောင်းတရားတွေကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေပြုလုပ်တာတမွေးပွားညောင်းလုပ်တာကြိုးစားတာအထောက်တာတတိရှိတာစိတ်တည်ငြိမ်မှုရှိတာဒါတွေကဒီရှိခုနဲ့ဖွဲ့စည်းထားတာကိုမက်ကလမ်းကြောင်းလို့ဆိုလိုတယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့လောကမှာတန်တရာဟောကတောင်လွတ်စေတတ်တဲ့ဒီလမ်းကြောင်းဟာ ကံကောင်းဖို့ရာအတွက်ကတော့အသာကလေးဖြစ်နိုင်တဲ့လမ်းကြောင်းပဲအဲ့တော့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းဖွင့်ပြပြီးမင်္ဂန်နဲ့တရားတွေကိုအိန္ဒိယနိုင်ငံမှာတော့ငယ်တဲ့နှစ်ပေါင်း2600ကျော်ကဟောပြောခဲ့တယ်ဟောပြောလို့မြတ်စွာဘုရားဟောပြောတဲ့အတိုင်းလိုက်တာဆောင်ရွက်ကြသည့်အတွက်ကြောင့်ကံကောင်းသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးကံဆိုးရာကနေကံကောင်းသွား ဆိုပါစို့ပဒါစာရီအကြောင်းအလုံးသိကြတယ်သူလောက်ကံဆိုတာပဲရှိ ਉ လဲသူလောက်ကံဆိုတာပဲရှိတောကြီးမြက်မဲခီးသွားလာတဲ့အချိန်မှာလူမမဲအရွယ်သားကလေးတယောက်နဲ့အာကိုရတဲ့လင်းယောက်ျားယောက်ျားနဲ့အတူလာအဲ့ဒီမှာတဲ့လမ်းမှာပဲမီးဖွားမီးဖွားတဲ့အချိန်ကလဲတကယ်ကိုမိုးကအကြီးကျယ်ရွာနေတယ် မိုးခိုးကြံမရှိဘူးတစ်ပင်အောင်မှာသူကိုယ်တိုင်ကိုကကြောကိုမိုးဆုပ်ခံပြီးကလေးမိုးမဆော့အောင်ထိမ့်သိမ်းဆော့ဆော့နေရတဲ့အနေအထားမျိုးစဉ်းစားကြည့်ပေါ့အဲ့ဒီအချိန်မှာချမ်းလို့လို့မီးလုံမိုးရာအတွက်ထင်းအချောက်ရာကိုဆိုတာမတန်ခဲနေလေထင်းသွားထင်းချောက်သွားခွေတာမမြင်မကန်းနဲ့ မဟုတ်မဟုတ်ကထွက်ပြီးကောက်လိုက်ကြိုက်လိုက်တဲ့အခါသေဆုံးသွားယောက်ျားသေဆုံးသွားအော်လူမမဲကလေးလေးနှစ်ယောက်နဲ့သူတယောက်တည်းတော်တယ်မှာတညာလုံးအဲ့ဒီကနေပြီးတော့ကလေးနှစ်ယောက်လက်ဆွဲပြီးညကယောထားတဲ့မိုးကအလွန်ကြီးတော့ချောင်းရည်ကြီးနေအစိရဝတီမြစ်ဆိုတာတခဏပဲရေရှိတဲ့မြစ်ပဲအဲ့ချောင်းရည်ကိုဖြတ်ကူးတဲ့အခါမှာ လူမမဲသားကလေးကိုပွေ့ချပြီးဟိုပဲရောက်အောင်ပို့ပြန်လာတဲ့အချိန်မှာမွေးပြီးကစားကလေးဆိုတော့နီနီရဲရဲတိတ်တိတ်လေးတားတက်ထင်ပြီးတော့စွန်ကဝဲနေရာနဲ့ထိုးဆင်းပြီးတော့ချီတယ်ကိုကလည်းမြင့်လက်ကောင်ရောက်နေပြီဆိုတော့မောင်းမွေရခက်သွားအဲ့ဒီမှာអော်ပြီးတော့မောင်းရကနေဟိုတစ်ဖက်ကမ်းမှာစောင့်နေတဲ့ตาသူခေါ်တဲ့ထင်ပြီးရေတဲ့အဆင်လိုက် ရေတဲ့ပါလာလမ်းမှာအာကိုရမဲ့ကိုသူ့ရဲ့အမျိုးသားတည်ဆုံသွားတယ်စိတ်နှလုံးဖြည့်ပေးနိုင်တဲ့ตาလေးနှစ်ဦးကလည်းပဲတဦးကစွန့်ချီသွားပြီတဦးကရေတဲ့ပါသွားတော့သူတယောက်တည်းရှိသွားလူဘဝကြုံရတာတွေကိုပြတ်ပြတာเนาะကိုကိုယ်တိုင်ခံစားရရင်ဘယ်လိုနေမလဲစဉ်းစားချင်အဲ့ဒီတော့သူ့ဘဝမှာခံစားလို့ စိတ်ဖြည့်စရာဆိုလို့အိမ်မှာအမေရဲ့ဖေရဲ့မောင်လေးရဲ့ရှိသေးတယ်။အာကိုရကြီးနဲ့တာဝတိမြို့သို့တော်လမ်းမှာတွင်သရင်ဆိုးကြရတယ်။ညကလေကြီးမိုးကြီးကြပြီးတိုက်ပြိုကြလို့အမေလည်းဆုံးအဖေလည်းဆုံးမောင်လေးလည်းဆုံးဆိုတဲ့သရင်ကြ။ကဲယနေ့မှာဆုတ်တက်သွားပြီးသူဟာတောကဖြစ်သွားတယ်။အဲ့ဒီတောကကြောင့်ယူသွားတယ် ယူသွားတာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူတာတိကျပြလို့ယူတာမဟုတ်ဘူးတောကကြောင့်ယူသွားတဲ့ပဋ္ဌာစာရိဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာပြည်ပြေချောင်းမြတ်စွာဘုရားမြင်လိုက်တာနဲ့မြတ်စွာဘုရားနဲ့အခုလိုဒီလိုတရားပွဲကြီးထဲမှာသူကရောက်လာရောက်လာပြီဘုရားရှိအနာထီအောင်ရောက်လာတော့ လူတွေကမဝင်ဖို့တားတယ်ဒါပေမဲ့လို့သူကဖျားနာထီရောက်လာအဝုတ်ကမပါဘူးမြတ်စွာဘုရားကကရုဏာတရားမေတ္တာတရားအကျဉ်းနာမေတ္တာဖြန့်ကျက်ထားတဲ့နှလုံးသားရှိတဲ့စကားနဲ့တတိထားပါလို့ပြောလိုက်တဲ့စကားနားထဲဝင်သွားတဲ့အခါသူတော့ကလေးဟာယော့ချသွားအဲ့ဒီအချိန်မှာတတိပြန်ရလာလို့လောကကြီးမှာရှိသမျှ နေရာတွေအလုံးနဲ့လူမျိုးလုံးနဲ့သက်ဆိုင်နေဆိုတဲ့မြတ်စွာဘုရားရဲ့စကားရှင်းပြတဲ့တရားစကားကိုနားထောင်ရင် အသိဉာဏ်တွေဖြစ်လာတယ်ဟုတ်တာပဲငါတယောက်တည်းမှမဟုတ်တာတလောကလုံးဟာဥဉ္ဇနာရှင်သိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေကြတာစဉ်းစားတတ်လားစဉ်းစားဉာဏ်ကမှတော့ကောက်ဖယ်နိုင်တာဖြစ် အဲ့ဒီချိန်မှာသူတော့ကရောကြသွားပြီနောက်ဆုံးမှာဇယံဘွားရောက်သောတပန်ဖြစ်တရားဆက်ကျင့်တော့ယန္နာမှာဖြစ်သွားတယ်ကြည့်လေလမ်းစဉ်မှန်ကန်တဲ့အမြင်တွေ့လိုက်တဲ့အခါမှာကံဆိုးတဲ့ပတ္တစာရိယကံကောင်းသူမှဖြစ်သွားကိုယ်ရဲ့ချမ်းသာတဲ့လူတွေဟာအဆောင်ကောင်းလို့ချမ်းသာနေကြတာလားစီးပွားရေးအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာအဆောင်ကောင်းလို့လားမေးကြရှိတယ်လေ သူတို့ဘာတွေကောင်းလို့ချမ်းသာတာလဲဆိုတာမြတ်စွာဘုရားဟောတဲ့အခါကျရှင်းတော့ဘုရားဘာသာဖြစ်ပြီးဒုတွေဟာကံကောင်းခြင်းလို့ရှင်ဘာလို့အမဲဆိုတာတိတိချာချာမတိချပဲနဲ့ဆူတောင်းတာဟာကံကောင်းတယ်လို့ထင်တယ်အဆောင်ကောင်းဆောင်လို့ရှင်ကံကောင်းတယ်လို့ထင်တယ်ကြံမင်ဆိုင်ရဲ့အကြံစီအောင်တယ်လို့လည်းပြောကြတယ်ဂျင်းဆိုင်တဲ့အခါမှာချက်ချင်းကြီးပွားတယ်လို့လည်းပြောကြတယ် ဒါတွေဟုတ်ကဲ့လားအများကြီးပဲအကုန်လုံးတော့ပြောချင်ပါเนาะရှင်ရယာဆိုတာအများကြီးပဲလုံနေကြရှင်ကုံဖရာဘောတက်ကြည့်စနေတော်ကဖရာစနေသားသမီးတွေလာပြီးရေလောင်းနဲ့မွန်းနေတနင်္ဂနွေတော်ကဖရာတနင်္ဂနွေသားသမီးတွေလာမောင်းမလုံးကြတော့တော့လို့မင်းကံကောင်းခြင်းလို့လုံနေကြတာအဲ့ဒါတွေကကံကောင်းနိုင်သလား အဲ့တော့တေချာစဉ်းစားတတ်ဖို့လိုအပ်တယ်လို့ဆိုမြတ်စွာဘုရားကစဉ်းစားဖို့ပဲဟောတာတရားအဲ့တော့မြတ်စွာဘုရားဟောဤတို့ဒီလိုဟောလိုက်လို့ဗီရင်ဆရာတွေထိခိုက်သွားတယ်ဆိုလို့ရှင်ထိခိုက်အောင်ပြောတာမဟုတ်ပါဘူးထိခိုက်အောင်မပြောယုံတဲ့သူတွေကတော့ရှိမှာမြတ်စွာဘုရားပွင့်လို့ထိခိုက်သွားတဲ့လူတွေလည်းရှိတာပါ စီပွားတိုးတက်ပါရစေစီပွားရေးကောင်းပါရစေနဲ့ဆုတောင်းတယ်လို့မရပါဘူးဒါဖះဟောတာပဲเนาะစီပွားဥစ္စာတိုးတက်ခြင်းစီပွားဥစ္စာတိုးတက်တဲ့နီလန်းကိုမြတ်စွာဘုရားဟောထားတယ်ဘာဟောထားဥထာဏသမရာလုံလဝိရိယနဲ့ပြည့်စုံအောင်အရခသမရာကိုရှာထားတာအလေလွတ်မရှိအောင်ထိမ့်သိမ့်တတ်ရမယ်တမဇီဝိတာမြတ်မြတ်တရသမွေးထားရမယ် ကလျာဏမေတ္တာမိကောင်းဆွေကောင်းရှိရမယ်အဲ့ဒါဒီဘဝမှာစီးပွားဥစ္စာတုတ်တက်ခြင်းအကြောင်းနေလို့ဒီလိုပဲဟောတာအဲ့ဒါပဲရေတရားခြေရမယ်လို့မပါဘူးเนาะအဆောင်ကောင်းဆောင်ရမယ်လို့မပါဘူးဆိုလိုတာကမြတ်မပြေမှာဘုရဘာသာလို့သာဆိုသေးတာခနေ့ချိန်ထိကောတုဟလမင်္ဂလာဆိုတာတွေကမပြောက်သေးဘူးဘယ်နာဒီ အစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ပေါ်တယ်ဆိုရင်သွားကြပြီလောက်ကြပြီနော်အဲ့ဒါတွေကမှန်သလားသွားလှူခြင်းတော့လှူပါမလှူပါနဲ့လို့တော့မပြောလို့ဘူးအမှားမှန်ကိုတော့သိဖို့ပြောရမှာဖြစ်တယ်ပေါ့နော်အမှားမှန်ကိုသိဖို့လိုတယ်ကိုလို့တဲ့အလုဟာမှန်မှန်ကိုသိဖို့လိုတယ်မှန်မှန်သိရင်တော်ပြီလှူတာကိုယ်သဘောမှန်မှန်သိဖို့လိုတယ်သို့တော့အမှားကိုအမှန်ထင်းနေတာဟာ တမ္မာဒိဋ္ဌိမဟုတ်ဘူးအဲ့ဒါကြောင့်ဒီကနေ့ ठी အောင်ရန်ကုန်မြို့ပါပန္တနောပြောပါဦးရန်ကုန်မြို့ကရွှေတကုံသွားကြည့်နော်ဒီကနေ့ ठी အောင်ဂျိုးပြေနံပြေတွေနဲ့လှုပ်နေကြတော့မှရှိသေးတယ်အဲ့ဒါဘုရားဘာသာရဲ့အသင်္တရံမဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံကလူတွေဟာဘုရားဘာသာစစ်စစ်ဖြစ်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လဲ လူတိုင်းဟာဘုရားဘာသာဆက်စစ်မဖြစ်သေးဘူးလို့ပဲပြောရမှာဖြစ်တယ်နော်။ဘာကြောင့်လို့ဆိုတခြားနိလန်းတွေပေါ်မှာဆွဲလန်းမှုယုံကြည်မှု superstition လို့ခေါ်တယ်။ superstition ဆိုဆွဲလန်းတွေယုံကြည်မှုတွေအဲ့ဒါမြတ်မပြေမှာဘုရားဘာသာလို့သာဆိုတယ် superstition တွေများကြီးဆွဲလန်းမှုတွေများတယ်။ကိုလုံးလာတဲ့လုပ်ငန်းတစ်ခုပေါ်မှာဆွဲလန်းတဲ့လုပ်နေကြဖြစ်တယ် အဲ့ဒီအစွဲလန်းကင်းသွားမှဘုရားဘာသာအစ်စ်ဖြစ်မှာလို့ဒါကြောင့်မို့တရားဓမ္မအရာအစွဲလန်းမထားပဲနဲ့ကြိုးစားအထုတ်ဖို့ဒါပဲပြောချင်တာမှဒီမှာဒါကြောင့်မို့တော့ဒါတော့လမ်းစာလေးတွေပေါ်ပြောတာနော်လမ်းစာလေးပေါ်ပြောတာဒီကံကောင်းခြင်းလို့ရှိရင်စိတ်ထားကိုပြန် ကံကောင်းခြင်းအဆောင်ရှာရမှာအဆောင်ရှောက်ဆောင်ရမှာမဟုတ်ဒီနာကဘုရားဗဒနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာတွေကခေါ်တော့ယူရီးယားလို့ခေါ်တယ်ထိုင်းနိုင်ငံအဆောင်ကိုအလုံးကိုမမောတယ်ဗမာပြည်တဲ့ဆိုးတယ်သူကဘုန်းကြီးတို့စီတောင်ရောက်လာထိုင်းနေတခါတခါရောက်လာရောက်လာပြီးမလုပ်လဲခေါင်းလေးထိုးပြီးခေါင်းပုတ်ခိုင်းတယ်